2020ပြည့်နှစ်ဇန်နဝါရီလတွင် အပမရာစာရင်ကထုတ်ဝေခဲ့၍ဇာတိဆရာမြတ်သန်းဆန်ရေးသားပူဆိုခဲ့သောဗမောက္ခကျုပ်ဆရာတော်ကြီးဒေါက်တာရှင်နန္ဒမလာပြည်ဝင်သား၏ဘဝခရီးနှင့်ဓမ္မစီမီစာအုပ်ကိုဇာတိသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည်ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားအခန်း6ဗမောက္ခကျုပ်ဆရာတော်ကြီးတာမဏိဘဝပုံရိပ်များ ပိုင်းတော့နောင်တော်နာယကကြီးအရှင်နာရဒကြီးကဗျာနောင်တော်ကြီးဖြစ်သူမာသူဘောဓာယုံနာယကဆရာတော်အရှင်နာရဒသည် စာချကောင်းသလိုကဗျာညာလည်းထက်တန်သူဖြစ်နာယကကြီးသည် ခမည်းတော်ကြီးထံကစီကံစနစ်အမွေကောင်းရခဲ့၏မှတ်တမ်းမှတ်ရများစနစ်တကျပြည့်စုံခဲ့၏ထို့ကြောင့်နာယကကြီးမှတ်တမ်းများသည် သမိုင်းဆောင်မြင်နာများဖြစ်လာခဲ့ယခုလည်းမာသူဘောဓာယုံចောင်းတိုက်အကြောင်းကြပြလေးမှလည်းတူတူချစ်ချစ်တိတိမိမိနဲ့မာသူဘောဓာယုံဤရုပ်လုံးကိုကြွစေခဲ့မာသူဘောဓာယုံဟူသည်စာပေအစုံတက်မြောက်ကုံလျက်ကျင့်ပုံကြည်နီနေသည်ကိုတိတ်သည်တေချာညွန်ပြပါ၍ကိုမာရင်ကြီးစိတ်ရင်ကြီးလျက် ြူရေးမကြာတာဒနာလဲခါခါမြင်မှာအဆင့်ကျွားဖို့အင်အားလုံးလအတုံးချ၍နေညာမကွာကျူးစားရှာလျက်မြတ်စွာဘုဒ္ဓအလိုကြတည်မာသူဘောရာယုံဆရာတော်25နှစ်မြောက်ကျောင်းတိုင်းနေပိုက်ဆုံရတုကဗျာမှာ၆ပါးညီနောင်ဥဆောင်တီထားမာသူဘောရာယုံကျောင်းတိုင်းကို သာသနာတော်နှစ်2500ခုနှစ်မြန်မာတက်ကရစ်1320ပြည့်နှစ်နေုံလပြည့်နှစ်ခရစ်နှစ်1958ခုနှစ်ဇွန်လတရနေ့တွင်အရှင်နာရဒအရှင်ဝိမလာပြီဝန်တာအရှင်ညာနပလအရှင်ဥဒရာအရှင်ကန္ဓတာရနှင့်ဗာကျုပ်ဆရာတော်လောင်းလျာရှင်နန္ဒမာလာစသည့်ဓမ္မစရိယဘွဲ့ရအရင်ချာနောင်တော်ညီတော်၆ပါးတို့ စတင်တည်ထောင်နိုင်ခဲ့ခြင်းသည်သာသနာသမိုင်းတွင် ထူးခြားသော ဖြစ်စဉ်တရဖြစ်ထင်ပေါ်ကျော်ကြားခဲ့ပါ၏၆ပါးညီနောင်ဓမ္မစရိယအရှင်များက တိုက်တာတီစကျောင်းအုပ်ချုပ်ရေးတာဝန်များကိုဤသို့ထမ်းဆောင်ခဲ့ကြသည်တအရှင်နာရဒသာသနာတစ္စတိရိပဝရဓမ္မစရိယဗရဏနာယကဆရာတော်နှင့်အရှင်ဝိမလာပြိဝန္တ သာသနာတဇတိရိဘဝရဓမ္မစရိယဝိသိဋ္ဌာဓိကပါဏကပထမတိုက်ဟုဆရာတော်၃အရှင်ညာဏဗလာသာသနာတဇတိရိဘဝရဓမ္မစရိယဒုတိယတိုက်ဟုဆရာတော်၄အရှင်ဥတ္တရသာသနာတဇတိရိဘဝရဓမ္မစရိယတိုက်ကြဆရာတော်၅အရှင်ကန္တတာရသာသနာတဇတိရိဘဝရ ဓမ္မစရိယစာချဆရာတော်၆။အရှင်နန္ဒမာလာဘိဝန္ဒာသစ္စာဓမ္မစရိယပါဠိပါရဂုစာချဆရာတော်။မှတ်ချက်ကျောင်းတိုက်ဒေဃစ1320ပြည့်တွင်ဗာဇုဆရာတော်လောင်းလျာရှင်နန္ဒမာလာမှာရဟန်းဘဝသူမြောက်သေးပါ1322ခုနှစ်တကူလာပြည်နေမှသာ ရှင်သာမဏေဘဝမှာ ယဟန်ဘောဟာသူရောက်ရှိတော်မူခဲ့ခြင်းဖြစ်ပါသည်မာသူဘောဒာယုန်နိုင်ကဆရာတော်ကြီးနှစ်တော်ကညီနောင်၆ပါးတို့သည်စာပေပရိယတ်ကိုကြာနာကုန်စင်ကျွန့်ကျင်စွာတက်မြောက်ထားခြင်းသည်ကျောင်းတိုက်ဤတကယ့်ခွန်အားဖြစ်ခဲ့နောင်တော်ညီတော်များသည်ဆရာကောင်းတမားကောင်းတို့ဤအနည်းနည်းတပည့်များဖြင့်တွင်တင်ဆုံးမှပေးမလမ်းညွှန်မှုကို အပြည့်အဝရရှိခဲ့ကြသူများဖြစ်ပြီးနေတိုင်းပြောဆိုမှဆက်၍ဝင်းနီစီကံ နေလန်းကြလျက်အကျင့်တိလလည်းပြည့်စုံကြလေသည်မာသူဘောရယုံတိုက်ကြီးသို့ရောက်ရှိလာကြသည့်တောတုဇနယန်တမဏိများကိုမိမိတို့ကဲ့သို့စာပေပရိယလည်းကျွန့်ခြင်းအကျင့်တိလလည်းစင်ကြယ်စေရမည်ဟုယိမ်းမှန်းချက်ထားတော်မူကြ၏ရောက်လာသည်များစာတင်သားများအားလုံးကိုလည်းစာလဲတက်အောင်တင်ပေးပြီအနေထိုင်လဲယဉ်ကျေးတိမ်မွေးစေရမည်ဟုဤမန်းလှုပ်ဆောင်ခဲ့ရမှာ စာပေလဲတင် ကျင်လဲပင်ဟူသောစာတင်လိုက်မူတရပင်ထွက်ပေါ်လာခဲ့လေတော့သည်စီကံစနစ်တေချဘုံမဟာသူဘောဓာယုံနောင်တော်နာယကကြီးအရှင်နာရဒသည်မဟာသူဘောဓာယုံကြောင်းတိုက်ကြီးကိုဥဆောင်တီထောင်ခဲ့သူဖြစ်သည့်အတွက်နောင်တော်ကအရှင်နာရဒဟူသောဘွဲ့အမိပင်နောက်သို့ရောက်ကမဟာသူဘောဓာယုံဆရာတော်ဟုအမိတွင်နေတော့၏ ညီတော်များကမူနာယကကြီးကိုခေါ်ကြ၏ညီတော်နောင်တော်6ပါးတို့၏ခမည်းတော်ကြီးအရှင်ကုနောတယဥဆန်လာ၏ဆန္ဒကပြည့်ခဲ့ပါပြီသို့သော ခမည်းတော်ကြီးခမည်းကျောင်းတိုက်မဖြစ်ပေါ်သေးမီဝါရောခုနဝါအရ၌လွန်တော်မူသွားခဲ့သဖြင့်ကျောင်းတိုက်ဖြစ်တည်လာမှုကို တွေ့မြင်မသွားခဲ့ရရှာပြီ။ခမည်းတော်ကြီးလွန်တော်မူသွားခဲ့တော်လဲခမည်းတော်ကြီးစီကန်းစနစ်ကြီးမားမှုအမွေကိုနာယကကြီးက အပြည့်အဝခံယူထားခဲ့ပြီ။ခမည်းတော်ဤထံမှရခဲ့သောလက်ဆင့်ကမ်းအမွေဒီကတမူကြီးမှလှပါပြီ။စာတင်လိုက်တစ်ခုတီထောင်သည့်အခါဈေးစနစ်မကျနာလင်ပစ္စည်းလေးပါအလူရှင်တွေမိမြပင် ပြည့်စုံပါစေ။နှစ်အနည်းငယ်တွင်မှပင်ပြူခွဲရင်လဲသွားတတ်၏။ထို့ကြောင့်အေဂါကြီးကသူဝရယုံကြောင်းတိုင်းနိုင်ပရိယတ်တိတင်ယူလေကြသောစာတင်သားများအတွက်အထူးညွှန်ကြားချက်တရားကို ဤသို့ထုတ်ပြန်ခဲ့၏။သဂိုင်းမြို့မှသူဘောရာယုံចောင်းတိုက်သူလာရောက်၍ပညာသင်ယူနေထိုင်လူသောပုဂ္ဂိုလ်သည်၁ဆရာမိဘတို့မှအုတ်ထင်းသူတူက ကိုယ်တိုင်လာရောက်၍စောင့်တွင်းအနှံခြင်းခံရသော ပုဂ္ဂိုလ်ဖြစ်ရမည်။နေ့ကိုယ်ငါတစုံတစ်ခုချိုးရင်းမှုမရှိပဲကုထယောဂစသည်ကင်း၍ဈာမခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်ရမည်။၃မိမိမူလ နေခဲ့ရင်ဌာနမှပြည်မှုကြီးငယ်တစ်စုံတစ်ခုကျူးလွန်မိ၍နှင်းတန်အပြစ်ပေးခံရသော ပုဂ္ဂိုလ်မဟုတ်ပဲပဂရိတန်ရှင်းစင်ကြယ်သောပုဂ္ဂိုလ်ဖြစ်ရမည်၄ဤကြောင်းတိုင်း၌နေထိုင်သည်မြအမဂံပုဂ္ဂိုလ်ရှိရမည်။ငါဤကျောင်းတိုင်း၌ဆက်ဆက်၍တိုက်တာဖြစ်နေသည်မြ။ရွှေကျင်တိုင်းဥပရိသတိုက်ဥပရိများကို အရှင်လေးစားလည်းနိုင်ကတိုက်အုပ်တိုက်ကြကနဝါစက အာမခံပုဂ္ဂိုလ်များဤဆုံးမသည်မြအဝဝကိုနေဆနာခံတိုင်းနာကြင်ကြံအထုပ်ပါမိဟု ကိုယ်တိုင်ပရိညင် ပေးထားနိုင်ပြီပုဂ္ဂိုလ်ဖြစ်ရမည်။စာတင်သာတောထုဇနာဆိုသည်ကအနေနဲ့ရရမိဘမျိုးစုံမှမွေးဖွားလာကြသူများဖြစ်သည့်တွင်မျိုးစုံလာသည်။ညင်ဇယိုက်ဝါဒနာတွေကလည်းမျိုးစုံ ဗီဇတက်ခံကောင်းခဲ့၍ပတ်ဝန်းကျင်ကောင်း၌ကြီးပင်းခဲ့ရ၍ရင်ကျေးလီမှသူတွေရှိကြသလိုဗီဇတက်ခံမကောင်းသည့်ဖြင့်ပတ်ဝန်းကျင်ဆို၌ကြီးပင်းလာရ၍ကျန်းတန်းခက်ထန်ဇေယိမမှန်သူတွေလည်းရှိကြ၏ထို့သူဤမတ္တရာသာအလီလီကိုထိမ့်သိမ့်ပြုပြင်ပညာသင်ရာတွင်ကျောင်းတိုက်စည်းကမ်းသည်အလွန်အေးပါလာ၏နိုင်ကကြီးသည်ဆရာကောင်းမိဘကောင်းပတ်ဝန်းကျင်ကောင်းအမိရခဲ့သည့်အပြင် ကိုယ်တိုင်လည်းသာသနာကိုချစ်မြတ်နူလာသဖြင့်စာပေလည်းတင်ကျင့်လည်းပြင်မြင့်တင်သာသနာဟုသောကျောင်းတိုက်ဆောင်ဖို့ကို ပြဋ္ဌာန်း၍သာသနာတော်ရှေးရေးအတွက်ကြိုးစားအားထုတ်တော်မူခဲ့၏သူအားထုတ်မှုမူသည် တွေ့ချင်းညီကိုများဖြစ်သည့်ညီတော်၅ပါးစီသို့စိတ်ဝင်စီစဉ်စေ၏မမခါကျုပ်ဆရာတော်လောင်းလျာ ရှင်နန္ဒမာလာသည်ညာဧကကြီးတွေ့ချင်းအမွေကိုယခုတက်တိုင်ထိမ့်သိမ်းဆောင်းလျှောက်နိုင်သည်မှာ အထင်ရှားဖြစ်ပါသည်တက်သည့်တာရကဖြစ်တမိသားစုတဲ့အကြီးဆုံးနဲ့အငယ်ဆုံးနောင်တော်ညီတော်နှစ်ပါးစလုံးတွဲဖက် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများဖြစ်လာကြခြင်းပင်သည်သူဘောရယုံမောကွန်းသူဘောရယုံမောကွန်းကဗျာလေးသည် နောင်တော်ညီတော်၆ပါးတို့၏သာသနာပြုပုံရိပ်ကိုရုံလုံးကြွအောင်ဖော်ပြနေသည်တို့ရှိ သူဘောရယုံမောကွန်း ဗုဒ္ဓမြတ်စွာ သာသနာ၌နှစ်ဖြာဒုရမြတ်တမဖြင့်တက်ကြွနူကြလွန်ကျိုးစားသည်၆ပါးနောင်ကြီးမြတ်မထေရုဥတီဖို့ပြသူဘောဒတိတိတ်တနွေဘွားတပည့်များလည်းစင့်ဘွားခေါ်ရာသူဘောဒဟုပညာမြင့်မြော်ပုဂ္ဂိုလ်ကျော်တို့စံပြောကြရာကျောင်းဝိဟာမှုတင်ညာပြေဆုံးခေါ်ရတုံသည်သူဘောဒယုံမောကွန်တိ လုပ်ငန်း၄ရပ်ချမှတ်လည်ပတ်မာသူဘောဓာယုံကျောင်းတိုက်အဖွင့်နေတံပထမဝါ၌ကနဝါစက9ပါးစာတင်သား12ပါးစုစုပေါင်းတန်ခါ19ပါးနဲ့စတင်ခဲ့၏စာချပုဂ္ဂိုလ်တွေမှာဓမ္မစရိယစာချတံပြီးစီးခဲ့ကြပြီဖြစ်သည့်နောင်တော်ညီတော်6ပါးပါဝင်၏ကျောင်းနေရာတိုက်တံမပြည့်စုံသေးသဖြင့် စာတင်သားနေသေးတော်လေစာချအင်အားကတောင့်တင်းလာ၏ နိုင်ငံကြီးစီမံခန့်ခွဲမှုနီးစနစ်မှာလဲတောင်းဆီလာ၏နိုင်ငံကြီးကမာသူဘောဓာယာမဥပရိတကထာကို ထုတ်ပြန်လိုက်၏ထိုဥပရိတွင် အုတ်ချိုရေးဗန္နာရေးကျမ်းမာရေးပညာရေးစသည့်လုပ်ငန်း၄ရပ်ပါဝင်၏ကျောင်းတိုက်အတွင်နေထိုင်စဉ်ကာလအတွင်လုပ်ငန်း၄ရပ်နှင့်ပတ်သက်သောစီကံများကိုတတဝေမတိန်လိုက်နာဆောင်ရွက်ကြရလေသည်အုတ်ချိုရေးစီကံများ မာသူဘောရယုံကြောင်းတိုက်၌နေထိုင်နေစဉ်တွင်စာတင်သားယဟန်တာမဏိများအနည်းဖြင့်အောက်ပါဥဆိုရေးစည်းကမ်းများကိုလိုက်နာကြရ၏တဲ့တူးနှစ်တူးငင်းခုန်ခတ်ရန်ပြုခြင်းအပြစ်ရှာစာလွာရေးကတ်ခြင်းအကျိုးမဲ့စီခြင်းမပြုရနှင့်အချင်းချင်း꽌ပြားစေတတ်သောတိတန့်ခွဲခြားတပည့်များမွေးမြူမှုမပြုရ၃ဆရာတော်များတင့်တော်မီထား၍ စေခိုင်းလာရင်နာခံဆောင်ရရမည်လေမိမိတိလတိခာတရားဒဂမတို့တရားတရားကိုပြပြဆိုးရိုးစေတတ်သောကုလတုဒနာအနေဒနာအမှုတို့ကိုမပြုလို့ရငါကိလနာပုဂ္ဂိုလ်မှတပါညဉ့်နံနဲ့ဝတ်တဲ့ဝတ်ကဥပုပ်ပဝရဏတရားနာစသော တန်ခါအစည်းအဝေးဌာနသို့မပြတ်မခွဲတက်ရောက်ရမည်6ဧည့်သည်အခန္ဓုရောက်လာလျှင်ဆရာတော်ဘုရားတန်လျှောက်ထားရမည်9အကြောင်းတူးမရှိဘဲတိုက်တာပြင်ပါသို့မလည်ပတ်ရ10နွားလဲမြည်ထားစသည် စီးနှင်းတော်လာခြင်းနေလွဲကွန်းစားစေဝါစေတောက်ပွဲကြည့်ခြင်းကိုမပြုရ9ပြင်ပသို့ဆုံးကံဆွမ်းစားကြွရတွင်စကားကျေစွာ ပြောမှုပြင်းစွာရေမုံမှု တဘူထန်းရှင်လျက်သွာလာမှုအစဉ်ဖြဲ့၍သွာလာမှုတို့ကိုရှောင်ကျင်ပြီးတဘာနှင့်တဘာမနီလုံးမဝေလုံးနှစ်တောင့်တွာခန့်မြခွာ၍သွာလာရမည်ဗဏ္ဍာယေကဏစီကံများဤကဏစီကံများကိုစွန်းစားဆောင်၌လိုက်နာရမည်ကျင့်ဝတ်များဟုလည်းဆိုနိုင်ပါ၏တိစာဝေဘောဇဉ်များကိုတန်ခါးဤမှန်၍ဆွေရဌာနဘုန်းကြီးများထံအနှံ့ရမည်နှင့် တန်ခါဝိဝါဒမကင်းသောခွဲခြားသုံးဆမှုကိုမပြုရ။သုံးဆွန်းစားရရင်ကြောင်းထူးမရှိပဲစကားမပြောရပြောစရာရှိရင်တူးတူးတက်တက်သာလူရင်းကိုယ်သာ ပြောဆိုရမည်။၄ဆွန်ရေးဌာနဘုံကြီးဝေဖန်ခွဲခြားမှုကိုတိခန့်ဆောင်စေရမည်။၅ထက်ဝယ်ဖွဲ့ခွေစားတော့ရမည်။ဆောင်းကြောင်ထိုင်စားခြင်းဒုတစ်ဖက်ထောင်ရေးစားခြင်းတို့ကိုမပြုလို့ရ။၆ ပလုတ်ကျင်းခြင်းချွဲဟတ်ခြင်းတံပူစားခြင်းဖုံးကားခြင်းတို့ကိုကျေလောင်စွာ မပြုလို့ရခொနည်းအာဂန္တုယဟန်တာမဏိများတွင်ဆံရတောင်ကြပုဂ္ဂိုလ်ကအာဂန္တုကဝတ်ပြုရမည်ရှစ်သွင်းရေးဌာနဆိုင်ရာပစ္စည်းများကိုယူငယ်သုံးဆက်ပြီးလင် ပြန်လည်သိရှိရမည်။ကျမ်းမာရေးကဏ္ဍအစည်းကမ်းများဤကဏ္ဍ၌ကျမ်းမာရေးအတွက်အစည်းအဝါတက်စာပြင်အစားအသောက်ဆင်ခြင်၍ အရိယာပုတ်၄ပါးမျှတညီညွတ်အောင်နေထိုင်ကြရန်ညွှန်ကြားထား၏သို့သောယောဂဝေဒနာဖြစ်လာခဲ့လိမ့်မူတိဆရာတော်ကြီးများထံအချိန်မီလျှောက်ထား၍ထိုကိလနာပုဂ္ဂိုလ်ကို အာမဂံပုဂ္ဂိုလ်ကအထူးဆောင်းလျှောက်ရမည်နှင့်ယောဂမတက်တာပါက မထေကြီးတန်လျှောက်ထား၍မထေကြီးများက စေးစရာဆရာဝန်ခေါ်၍ကုသပေးရမည်စေဝတ္တဆာဆွမ်းပြုစုမိပုဂ္ဂိုလ်တစ်ပါးပါးကိုလည်းစီစဉ်ပေးရမည် အားလုံးကကရုဏာမေတ္တာဖြင့်ဝိုင်းဝန်းကူညီပြုစုကြရမည်။ကိလာနုပထာကပုဂ္ဂိုလ်ကဂိူးဆိုင်လူကြီးကိလာနာပုဂ္ဂိုလ်ကိုလည်းတည်ထန့်ဌာနမှာထားပြရမည်။၄ကျမ်းမေကောင်းမွန်စေရွတ်တိုက်တာတန်ရှင်းအောင်မြက်အမှတ်ရေပုတ်ရေဟောင်းများမရှိအောင်လှုပ်ဆောင်ကြရမည်။ဒုမတာလေကောင်းလေတတ်ရေကောင်းရေတန်ရ၍ကျမ်းမာမည်ဖြစ်သည်။ပညာဤကံနာစီကားများ စာသင်သားပုဂ္ဂိုလ်များသည်ပညာသင်ကြားရေးနှင့်ပတ်သက်သော အောက်ပါအစည်းအကမ်းများကို လိုက်နာကြရ၏ဒီအကြောင်းတူတစုံတရာမရှိဘဲသွာလာလေပတ်စကားဝိုင်းဖွဲ့ပြောဆိုခြင်းမရှိရနှင့်စာပြန်စာချက် စာတက်အချိန်မီရောက်၍စနစ်တကျရှိရမည်အဆင့်တန်းအားလျော်စွာကျမ်းစာများကိုသင်ကြားမှတ်နာ လေ့လာရမည်ဖြစ်သည်၃စာသင်ပုဂ္ဂိုလ်၏ဉာဏ်ဝိရိယကိုချိန်ဆ၍အခြေခံရအောင်သင်ပေးခြင်း ဆံမွဲဖြေဆူနိုင်လောက်ရင်ဖြေပုံဖြေနည်းချမ်းသာအောင်လေ့ကျင့်ပေးရင်အာဂုံကျက်စေခြင်းဘာသာစုံလေ့ကျင့်ကဆံမွဲအောင်မြင်မှဆံမွဲကြီးဖြေဆူခွင့်ပြုခြင်းတို့ကိုဆောင်ရွက်ပေးရမည်လေးဒုနာဒုနာပြုတန်ခဝေယဝိသပုဂ္ဂိုလ်မှတပါစာပေပုချတင်အံလေ့လာခြင်းဖြင့်သာအချိန်ကုန်စေရမည်ငါပရိယတ္တမကပရိပတ်တောင်ကိုလည်းစွမ်းနိုင်သမျှဆောင်ရွက်ရမည် 6ယောဂဝေဒနာခရီးရာ၏အကြောင်းမရှိလင်တလ၄တဲ့ရင်ဝါရင်းကာလဧကတနိတုတင်စသည်တို့ကို စွန့်နိုင်သလောက်စောက်တီရနှင့်တစ်ချိန်နှင့်တစ်ချိန်တတ်မှတ်၍တင့်လျော်ရာကမ္မထံတစ်ခုခုကို နေ့စဉ်ပွားများကြရမည်ခொနှင့်အန္တိမသိခာပုဂ္ဂိုလ်ကျွလွန်သူဒုတ်ဒါလက်နဲ့ဖြင့်တူးတယောက်အားချင်းချောက်သူသုံးငိမ့်တန်အောင်အပြစ်ဖော်ပြတတိပေးတော်လဲ လိုက်နာခြင်းမရှိဘူးမထေကြီးများ၏ဂုံသိခါနှင့်တိုက်တာ၏ဆုပ်ယူပျက်စီးချောင်းကို ပြောဆိုပြုလုပ်သူအာမခံရုပ်သိမ်းခြင်းခံရပြီး နောက်9ရက်အတွင်းအာမခံပုဂ္ဂိုလ်ရှာမြသူတို့ကိုကျောင်းတိုက်တာမှ အပပြု၍နှင်ထုတ်ရမည်ပုဂ္ဂိုလ်များအဖြစ်သတ်မှတ်သည်ဤသို့အုပ်ချုပ်ရေးဗန္ဓာ၏ကျမ်းမာ၏ပညာ၏ကဏ္ဍကြီး၄ရပ်ပိုင်းခြား၍စီကံများချမှတ်ထားခြင်းသည်စာတင်တိုက်ကြီးတစ်ခုတည်းဖြစ်မည်နေ မရှိမဖြစ်လိုအပ်လှပါသည် ထို့ကြောင့်မာသူဘောဓယုံတိုက်ဥပရိတကထာသည် မာသူဘောဓယုံကြောင်းတတ်ဤရှိခီးအတွက်အရေးကြီးသည့်အခြေခံအုတ်မြစ်ဖြစ်ပါ၏စကားလှလှဆူဆုံးမှာမမခကျုပ်ဆရာတော်ကြီး နောင်တော်နာယကကြီးအရှင်နာရသည်စီကံကောင်းလာသလိုဩဘာရပေးရရင်လဲအများနာဝင်မှတ်မိလွယ်အောင်လင်္ကာလေးများတီကုန်း၏စကလုံးလှလှများဖြင့်ဆုံးမတတ်သူဖြစ်ပါသည် လောကမှာလူသားဟာများစွာတန်ဖိုးရှိရမည်တန်ဖိုးရှိရေချော့မော့ပေးကျွေးမွေးမိဘပြုခဲ့သည် ထို့ကြောင့်လူသားတန်ဖိုးထားလိုအားနေစဉ်ပေးရမည်လောကအကျိုးဘာသာအကျိုးစင့်တူးသာသနာပြုရမည်နေစဉ်လှုပ်လှုပ်ကြပါနာယကကြီးသည်ညီတော်ညီမတော်များအပြင်မေရိုနစ်ခမည်းတော်တို့အပေါ်ဥဆောင်ဥရွက် ခဲ့ရသူမူအလိုဤတန်ဖိုးကိုကောင်းစွာနားလည်ခဲ့သူဖြစ်သည်ငယ်စဉ်ကရှင်သာမဏေဘုရားမှာခိတ္တလိန်ပြန်ခဲ့ခြင်းကလည်းမိဘနှစ်ပါးကိုကူညီလွတ်ကင်ပေးခဲ့ပြီးမိဘနှစ်ပါး၏အားထားခဲ့ရသူဖြစ်ခဲ့ပါသည်ခမည်းတော်ကြီးကရှေးရီကိုမျှော်မြင်၍အတန်းကြောင်း ထားပေးခဲ့တော်လဲအတန်းကြောင်းပညာသင်ကြားဖို့တဲ့ရှင်သာမဏေဖြစ်ဖို့နဲ့ဘုဒ္ဓဆရာပြီးသင်ကြားဖို့သာပုံမူစိတ်အားထက်သန်ခဲ့သူဖြစ်၏ လူဖြစ်လာရေးမှယဟန်ဘုရားမရဘူးဆိုရင်လူဖြစ်ရာကြောင့်မနှက်ဟုခံယူချက်ရှိသူလည်းဖြစ်ထို့ကြောင့်လည်းယဟန်ဘုရားရဲ့အနေမြဲခဲ့ပြီးမိသားစုဥဆောင်သူဖြစ်လာခဲ့၏ယခုလည်းအသက်30ကျော်အရွယ်၌ပင်မာသူဘောဓာယုံကျောင်းတက်၏နိုင်ကကြီးဖြစ်နေခဲ့ပြီဆိုရလင်နိုင်ကကြီးသည် အလုတ်ကိုတံမိုးထားသူဖြစ်ထို့ကြောင့်လည်းစာသင်သားများဩဝါဒပေးသည့်အခါလုံလုံကြဖို့ကိုပဲတိုက်တွန်းပြောကြလိမ့်ရှိသည် နေ့စဉ်လုံးလို့ကြပါအဲ့ခရလုံးရင်အပြင်ခုနှလုံးသာရှိတဲ့ဒီစကားလေးဟာစည်းဝေးညီညာတက်ရောက်လာကြတဲ့သောတုဇနတန်ဃာများနဲ့ဒါယကာဒါယကာမများအတွက်ပြည့်စုံလုံလောက်တဲ့စကားဖြစ်ပါတယ်။ဘာလို့လဲဆိုတော့နေ့စဉ်အလုံးလုံးမှသာ လောကီဘက်မှဖြစ်ဖြစ် လောကုတ္တရာဘက်မှဖြစ်ဖြစ်ជីវ ਾਟ ုတက်နိုင်သောကြောင့်ဖြစ်ပါတယ်။ជីវ ਾਟ ုတက်လာသည့်ပုဂ္ဂိုလ်တိုင်းနေ့စဉ်လုံလောက်ကြရမှာဖြစ်ပါတယ်။ အလုံးမလို့ပဲပဲပုဂ္ဂိုလ်မှမကြီးဝါနိုင်ပါဘူးဒါရှင်းနေပါတယ်သောတုဇဏတန်ခါများအနေနဲ့မိမိတို့လူလာတဲ့ဘဝလွတ်မြောက်ရေးရရှိရေးအတွက်သိခါ၃ရအကျင့်မြတ်ကိုနေ့စဉ်နဲ့အမျှဖြစ်ခြင်းရမှာဖြစ်ပါတယ်ပရိယပြိပတ်ဆိုတဲ့သာသနာတော်နှစ်ရကို ကြေပြွန်အောင်ထမ်းဆောင်ရမှာဖြစ်ပါတယ်ကိုရင်ငယ်လေးတွေနားလည်အောင်ပြောရရင်ကနဝစကစာချဘုန်းကြီးများပို့ချပေးတဲ့တရာတင်းကျူစတဲ့ ျမ်းစာတွေကိုနေ့စဉ်သင်အံကျွတ်မှတ်ရမှာဖြစ်ပါတယ်။တောင်းပေးတဲ့ဝိနိဘတ်တွေမပြတ်မကွက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒါရီကာဒါကမ်းမှအများအနေနဲ့တမန်အာဇီဝအမှုဖြင့်လော်ဂီစီဝါရီလို့ကိုနေ့စဉ်လုပ်ကြရမှာဖြစ်ပါတယ်။တစ်ဖက်တလန်အနေနဲ့လည်းပစ္စည်းလေးပါးကိုလှူဒန်းပြီးသာသနာတော်တည်တံ့ရေးအတွက်ဆောင်ရွက်ကြရသေးတယ်။ဒါမှသာလျှင် လော်ဂီဘက်မှာရောလောကုတ္တရာဘက်မှာပါကြီးပွားတိုးတက်နိုင်တယ်။ ရှင်မှာပဲဖြစ်ဖြစ်လူမှာပဲဖြစ်ဖြစ်ဆံရလူကိုနေ့စဉ်မလုပ်ဘူးဆိုရင်မြတ်စွာဘုရားဟောကြားတော်မူထားခဲ့တဲ့ဒေသနာတော်အတိုင်းပဲဆုပ်ယုပ်ပြပြခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာအာစရိတ်တော်မြမစရိယံအလတ္တယုပနိတနံဇိနကွန်ဆေဝဇာယန္တိခိနမစ္စေဝပလန်လီလို့ဟောကြားတော်မူခဲ့ပါတယ် ဒေဝေကတော့အနုပြုကျမ်းမှာအရွယ်ရှိစဉ်အခါမှာသိခာသုံးရအကျင့်မြတ်ကိုကျင့်ရမယ်။ဇီဝဥစ္စာရအောင်ရှာရမယ်။ဒီလိုမဟုတ်ပဲချိန်လွန်းလို့အိုမင်းလာပြီဆိုရင်တော့ငါးကုံရေခမ်းနေတဲ့အိုင်နှခမ်းမှာအတောင်ကျွတ်နေတဲ့ဂျိုးကြိုတွေလိုကျမ်းမိုင်နေကြရမှာပဲလို့ဆိုလိုပါတယ်။ဒါကြောင့်မို့ရှင်မဲဖြစ်ဖြစ်လူဲဖြစ်ဖြစ်အဲ့ဒီဂျိုးကြိုကြီးလိုအသက်ခံတာကြီးရင်လာလို့အနာမကင်းစရာညှင်း၍ ။အိုမင်းရင်းရိုင်မစွမ်းနိုင်ဖြစ်နေတဲ့အခါကြမ်းမိုင်ငေးမော၍မနေကြရလျော်ငယ်စဉ်ကကကိုစီအလုတ်အားထုတ်ကြဖို့လိုရတယ်။ဘုန်းကြီးညီကုန်းကျုံအနေနဲ့ပြောလိုတာကသာဂရာအနာဂရာဆဥဘောအညောညနေတိနေတိတာတို့ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဆရာတွေကအရာရာလက်တွဲပြီးသာနာတော်ကြီးကြီးဝါထုတဲ့ရည်အတွက်ကိုစီတာဝန်ခြေပြောင်းနေစဉ်လှုပ်လှုပ်ကြပါလို့တိုက်တွန်းရင် ဒီကုန်းချုပ်လိုက်ပါသည်။နေ့စဉ်လှုပ်ချိန်စရာနိုင်ကကြီးသည်မာသူဘောဓာယုံចောင်းတိုင်းမှတန်ဃာတော်များအားလုံးနေ့စဉ်အလုံးလွှဲရမည်အချိန်ကြာကိုလည်းရေးဆွဲသတ်မှတ်ပြီးတော်မူခဲ့ပါသည်။ဒီနန်းနယ်လေးနိုင်ဖျားဝုပြု ကမ္မထန်ထိုင်နေ့နန်းနယ်ငါးနိုင်အာယုံဆွန်းစာသုံးနန်းနယ်၆နိုင်ဆွန်းကန်ထွက်လေးနန်းနယ်၈နိုင်စာချက်စာတင်ငါးနန်းနယ်၉နိုင်တင်နန်းစာဝါ၆ နန်းနဲ့10နိုင်ရေချိုးချိန်9နန်းနဲ့17နိုင်နေစွန်းစား8နန်းနဲ့17နိုင်အနာယူ9နေ့လည်း10နိုင်စာချက်စာတဲ့10နေ့လည်း2နိုင်သင်တန်းစာဝါ17ညနေ3နိုင်သင်တန်းစာဝါ17ညနေ4နိုင်စာချက်စာတဲ့စတုညနေ9နာရီကျောင်းတိုက်တန်ရှင်း14ည9နာရီဖျားဝတ်ပြု 15ည8နာရီစာပြန်ညပါ16ည9နာရီစာကြည့်ချိန်18ည10နာရီအိတ်ချိန်ဝါဇူစီရော်ကြီးမှတ်ချက်ရွှေချင်းတန်နာပိုင်မန္တလေးမြို့မဟာဝိဒုရယုံတက်တဲ့ဇေယမေရဏီဝါဇူစီရော်ကြီးကမာသူဘောရယုံနိုင်ကဆရာတော်ကြီးအားဤသူမှတ်ချက်ပြတော်မူခဲ့၏သူဘောရယုံဆရာတော်တို့ကတော်ပါပြီတယ်မိဘနှစ်ပါးကလည်းခမီးတော်ကြီးက ယဟန်ပြူမေတော်ကြီးကတိရရှင်ဝပြီးသာသနာတော်မှာလည်းဘဝတစ်ခုလုံးမြုပ်နှံသွားကြတယ်။လောကမှာပြောနေကြတဲ့စကားလေးရှိတယ်။မင်းနဲ့ငါရုပ်မြင်ကြပေါင်းတင်ပါမယ်လို့ဆိုပြီးတယောက်နဲ့တယောက်လက်တွဲခဲ့ကြတယ်။အချို့ကရုပ်မြင်ကြသွားတယ်။တယောက်ကိုတယောက်မကင်နိုင်ကြဘူး။ဟောသူဘောရယုံဆရာတော်ရဲ့ခမီးတော်မေတော်တို့ကဒီလိုမဟုတ်ဘူး။ရုပ်မြင်မကြခင်မှာတယောက်ကိုတယောက်လက်တွဲခေါ်ပြီးမြင့်မြတ်တဲ့ဘဝကိုထွက်ခဲ့ကြတယ်။ ရိုးမြင့်မကြခင်မှာမြင့်မြတ်တဲ့လမ်းကိုရှာထွက်နိုင်မှလူတော်ကောင်းလမ်းစဉ်ကိုလိုက်တာဒီလိုဖြစ်ရမယ်ဓမ္မမှန်တယ်ရိုးမြင့်ကြရမှာတော့အလကားပဲဒါကြောင့်မြင့်မြတ်တဲ့မိဘတွေကမွေးထုတ်ပေးလိုက်တဲ့ဆရာတော်တွေဆိုတော့အထူးပြောစရာမလိုတော့ပါဘူးသာသနာချစ်စိတ်ဖြင့်သာသနာတော်တဲ့ဘဝရင်း၍ကြိုးစားနေကြတော့သာသနာနယ်ဝင်ရှင်ယဟန်တို့ဤကုန်တင်းများကတော်ရမှုကြိုင်တင်းပြနေမိတာဒီဆရာမြတ်တို့ဤစံတ နော်နော်နိုင်ကကြီးနဲ့ပတ်သက်ပြီးကျေးဇူးရှင်ဆရာတော်ကြီးများက ကောင်းသောမှတ်ချက်များပေးခဲ့ကြတယ်လို့ညီငယ်ဆုံးရှင်နန္ဒမာလာကလည်းဘမောခချုပ်ဆရာတော်ဖြစ်လာသည့်ချိန်တွင် နော်နော်ကြီးကျေးဇူးတရားများအားဤသို့ပေါ်ကျူးမိတ်ဆွေခဲ့ပါသေးသည်အဲ့ဒီတော့ဆရာမြတ်တူရဲ့မျော်လင့်ချက်ကအလွန်ကြီးမားတယ်အခုဒီမှာသူဘောဓာယုံတိုက်ကြီးကိုတီထောင်သွားတဲ့နော်နော်ကြီးလည်းဖြစ်ဆရာသမားလည်းဖြစ်တဲ့နိုင်ကဆရာတော်ကြီးဟာ မိမိတပည့်သားတွေပေါ်မှာ အလွန်ကိုကြီးမားတဲ့အကျင့်တရားပညာတရားတွေနဲ့ပြည့်စုံပြီးတပည့်တွေလည်းကြီးပွားတိုးတက်အောင်ကိုပြီးရင်ဖြင့်သင်ကြားပို့ချပေးခဲ့တယ်။ဒီဆရာတော်ကြီးလောက်ဘုန်းကြီးတို့မလုပ်နိုင်ဘူး။ကိုရင်ပေါ့ဆာလေးတွေဆိုရင် သူ့နာမဝိုင်းပြီးဆရာတော်ကြီးကကြောက်တင်ဖို့နဲ့စာရီရေးခိုင်းတယ်။လက်ရေးလောက်အောင်ကျင့်ခိုင်းတယ်။လက်ရေးကိုမှန်မှန်ကန်ကန်တက်တက်လဲလဲရေးတတ်အောင် သင်ပေးတယ်။စာချက်ခိုင်းုံနဲ့မကဘူး။ အပူတင်ပေးတာတွေအများကြီးပဲအဲ့တော့တပည့်ကိုရင်လေးတွေဝိုင်းပြီးအဲ့လိုဆရာတော်ကြီးကတင်ပေးနေတာကိုမိလိုက်တဲ့ပုံကိုယ်တွေကတတိယကြမှာဖြစ်တယ်အဲ့တော့တပည့်တွေပေါ်ဘလောက်မျောလင်းချက်ထားသလဲသာသနာမှာကြီးပွားတုတက်တဲ့ပုံကိုယ်တွေဖြစ်လာအောင်ဆိုတော့ရည်ရွယ်ချက်နဲ့တပည့်တွေကိုစောင့်ရှောက်တယ်ဒီနေ့အနည်း90ကျော်အနည်း60အချိန်တွေကြံညောင်းလာတဲ့အခါဆရာတော်ကြီးရဲ့တပည့်အဆက်ဆက်တွေနေတွေမှာကြောင်းထိုင်ပြီးထူးချွန်တဲ့ပုံကိုယ်တွေ ဖြစ်ကုန်ကြပြီဓမ္မစီရအောင်ပြီးចောင်းတိုင်ဘုန်းကြီးတွေဖြစ်နေကြပြီချို့လေတိပိဒကအောင်ပြီးဓမ္မကတိကတွေဖြစ်နေကြပြီတော်တော်များများဟာနေအနှံ့မှာចောင်းတိုင်တွေတီထောင်ပြီးသာသနာအလုပ်တွေလုပ်နေကြပြီတပည့်တွေကိုအခုလိုဖြစ်စေချင်တာကဆရာမြတ်တို့ရဲ့ဆန္ဒပဲဖြစ်တယ်ပေါ့ဆရာမြတ်တွေဟာအခုလိုကြီးမားတဲ့ဆန္ဒတွေနဲ့ចောင်းတိုင်တစ်တိုက်တီထောင်သွားပြီးတပည့်တွေကိုစာသင်ပေးတာဟာမိမိတို့ရဲ့တပည့်တွေကို င်ယာယီတုတဲမှုကိုကျင့်တရားကောင်းမွန်မှုတို့အပေါ်အာယုံထားပြီးလောက်ကင်ဆောင်ရွက်ခဲ့ကြတာဆရာမြတ်တည်းရဲ့ကြီးမားတဲ့ဂုဏ်ကျေးဇူးတွေပဲဖြစ်တယ်။အဲ့ဒီဆရာမြတ်တည်းရဲ့ဆန္ဒအတိုင်းအောင်မြင်တာလည်းရှိတယ်။မအောင်မြင်တာလည်းရှိတယ်။ချို့ဆိုရင်တီထောင်သွားတဲ့ဆရာတော်ကြီးမရှိတော့တဲ့နောက်ပိုင်းကျောင်းတိုက်တွေဟာမိမိပျက်စီးသွားတော့တယ်။အဲ့လိုကျောင်းတိုက်တွေစကိုင်းမှာလည်းရှိတယ်။ချို့ကြတော့ဆရာတော်ကြီးတွေမပြောင်းလို့တော့ဘုခင်တဲက တဖြည်းဖြည်းနဲ့မိမိပျောက်ွယ်သွားတာလည်းရှိတယ်။ချို့ကျောင်းနိုင်တွေမှာကြတော့ဆရာတော်ကြီးတွေမရှိတော့တဲ့နောက်ပိုင်းတပည့်တွေရဲ့ကြိုးစားအထောက်အမှုကြောင့်လမ်းစမ်းရှင်သန်တိုးတက်လာတာလည်းရှိတယ်။အဲဒီတော့အဓိကကတော့ဆရာမြတ်တွေရဲ့ဆန္ဒဟာမိမိတို့တည်ထောင်ထားခဲ့တဲ့ကျောင်းတိုက်တွေကိုတပည့်တွေဆက်ဆက်ထိမ့်သိမ်းပြီးကြီးပွားတိုးတက်အောင်လုပ်တာကိုမြင်ရင်သာကဆရာမြတ်တို့ရဲ့ဆန္ဒပဲဖြစ်တယ်။အခုလိုဖြစ်လာအောင်ဒီနေ့ကြိုးစားအထောက်နေကြတာကို မာသူဘောဓာယုံចောင်းတိုင်မှာတွေ့နေရတယ်။တိုက်ဦးတိုက်ကြအစားချဆရာတော်တွေဟာဆရာမြတ်ရဲ့ဆန္ဒအတိုင်းပဲចောင်းတိုင်ကြီးပညာရည်ချင်းနှိမ့်ချမသွားအောင်ကြိုးစားအားထုတ်နေတာကိုတွေ့ရလို့ဝန်တာပေါ်ရဖြစ်တယ်။ចောင်းတိုင်တိုင်းဟာဒီလိုကြိုးစားသွားမယ်ဆိုရင် သာသနာတော်ဟာတကယ်ကိုကျင့်တဲ့အားရစရာဖြစ်တယ်။အဲလိုဆရာမြတ်တွေရဲ့ဆန္ဒကိုဖြည့်ချရမှာဖြစ်တယ်ပေါ့။မြတ်စွာဘုရားကလည်းတပည့်တွေကိုစတရားနဲ့ပတ်သက်ပြီးသိစေခြင်းနဲ့ နားလေတက်ကျွမ်းစေခြင်းနဲ့ဆရာမြတ်တွေကလည်းတပည့်တွေရဲ့သာသနာအတွက်ဆွမ်းဆောင်ချက်တွေကိုညင်ခြင်းနဲ့စံခြင်းမဲ့ယူဝါဒတွေပေါ်လာရင်လည်းအကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ဖြေရှင်းပေးစေခြင်းနဲ့မြတ်စွာဘုရားရဲ့တရားတော်ကို ပြန်ပွားတာကိုညင်ခြင်းနဲ့ဆိုတာဆရာမြတ်တို့ရဲ့ဆန္ဒပဲပေါ့ယဟန်ဘုရားတက်လှမ်းရန်ချိန်တန်ပြီးဘာမောခကျုပ်ဆရာတော် လောင်းလျာရှင်နန္ဒမာလာတိ နောင်တော်နိုင်ကကြီးဥဆောင်ဦးအောင်တွင် မာသူဘောဓာယုံ စာချကိုရင်ကြီးဘွားဖြင့်သာနာတော်များကို အာယုမန်တက်ထမ်းရလာခဲ့သည်မှာတနှစ်ဒီပါရှိလာခဲ့ပြီတက်တော်ကလည်း16နှစ်ကြော်လာခဲ့ပြီမို့ရှင်သာမဏေဘောဟမှာယဟန်ဘောဟသူတက်လန်းရန်အချိန်တန်လေပြီရှင်နန္ဒမာလာကိုယဟန်ဘောဟနှင့် တွေ့မြင်ခြင်းသောခမည်းတော်ကြီးဥက္ကုဏောတရမှာပြန်လည်တော်မူခဲ့ပြီဖြစ်သည်ဖြင့် တွေ့မြင်ခွင့်ဆုံးရှုံးသွားခဲ့ရပေသည်ဘဝနှင့်ဆန္ဒသည်တခါတည်းဟန်ထတ်တူကြခြင်းမှကြက်တတ်သည်မဟုတ်ပါလား